မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမောင်နေကြီးရေးသားသော ရွှေခေတ်ကနဝဲမင်းသားမင်းသမီးများစာအုပ်မှာစာရေးဆရာအဆိုတော်ရုပ်ရှင်မင်းသားပြိုမေတို့အချစ်တော်ဝင်းဝင်းအကြောင်းကိုဖော်ပြပြီးသွားမှာဖြစ်ပါရဲ့ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တုန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင် ဝင်းဦးနဲ့ဆာရေးဆရာဝင်းဦးသည်မင်းသားမဖြစ်မီဆာရေးဆရာဖြစ်နေတာပြိသက်ကလက်ခံခဲ့တော်သူဖြစ်သည် သူ၏နာမည်ရင်းမှာမောင်ကိုဦးဖြစ်ပြီးရန်ကုန်တက္ကသိုလ်တမိုင်းပါမောက်ခဥပညွန်ချစ်ဒုက္ခနဲ့မိခင်မင်းနီဘခတ်အင်္ဂလိပ်ခေတ်ဆရာဝန်ကာနေဘခတ်တို့၏တမီးတို့မှမတ်လ13ရက်1935ခုနှစ်တွင် မွေးဖွားခဲ့ပြီးတာသမီကိုရောက်နှင့်တက်တရမြောက်သားဖြစ်သည်အဆိုတော်တက္ကသိုလ်တင်နေဦးတက္ကသိုလ်ဝင်းညွန့်မင်းသားတက္ကသိုလ်ကြီးရွှေ ုပ်ရှင်မင်းသားအောင်မို့တို့မှာသူ၏အမအကိုနှင့်ညီငယ်တို့ဖြစ်သည်ဝင်းဦးငါးနှစ်သားအရွယ်တွင်မိခင်ရင်းကွယ်လွန်သွားသဖြင့်ဒုတိယမိခင်တုံးခင်အငိမ့်စားကတိကဤစောက်ရှောက်မှုဖြင့်ကြီးပြင်းခဲ့ရသည်1949ခုနှစ်တွင်ဆယ်တန်းအောင်၏ပညာထူးချွန်သောကြောင့်အသက်မပြေဘဲတက္ကသိုလ်ရောက်ရှိခဲ့လေသည် 1952ခုနှစ်ထိရန်ကုန်တက္ကသိုလ်၌ပညာရှိဖို့က1951မှ1952ခုနှစ်၌ဗမာတပ်မတော်သို့ဝင်ရောက်ခဲ့လေသည်1952ခုနှစ်တွင်အသက်18နှစ်အရွယ်ဖြင့်ဘိုးတင်နန်းအောင်မြင်ခဲ့ပြီး1959နှစ်တွင်ဩစတြေးလျနိုင်ငံသို့6လကြာမြစစ်ပညာတော်သင်ဖြင့်ဆေးလွှတ်ခြင်းခံရသည်ပြန်ရောက်သည့်အခါ မော်ဘီလေဒီတင်တန်းကြောင့်နိုင်နီးပြပူကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်1962ခုနှစ်တွင်တက်မှနှုတ်ထွက်ခဲ့၍အမှုပညာလောကသို့ခြေဆုံပြေဝင်ခဲ့သည်စာရေးဆရာဖြစ်မှု1949ခုနှစ်မှစ၍သွေးတောက်ရှုမှုအမဂဇင်းများ၌ကလောင်နာမည်ပုံသေးမရှိဘဲစောင်းမနှင့်ဝတ္ထုများကိုရေးသားခဲ့သည် ကျောင်းသားဘဝ၌ညိုမင်းလွင်အမည်ဖြင့်ကြပြားနှင့်ဝတ္ထုများရေးသားခဲ့ပြီးသူ၏ပထမဆုံးဝတ္ထုတို့၏နာမည်မှာဂျိမ်းဖြစ်သည်ဝင်းဦးကလောင်နာမည်ယူပုံမှာသူ၏အမတင်နေဦးနှင့်သူ၏အကိုကျော်ဝင်းမင်းသားဝင်းညွန့်တို့၏နောက်ဆုံးစလုံးကိုယူ၍ဝင်းဦးဆိုသောနာမည်တစ်ခုဖြစ်လာခြင်းပင်ဖြစ်သည်1960ပြည့်နှစ်သို့ရောက်သောအခါရှုမဝမဂဇင်း၌ဝင်းဦးကလောင်နာမည်ဖြင့်တက္ကသိုလ်ကျောင်းသားတဦးဆိုသောအခန်းဆက်ဝတ္ထုရှိကိုရေးသားခဲ့ရာပြိုမေတို့အသေးစွဲစာရေးဆရာဖြစ်လူကြိုက်များပင် အောင်မြင်မှုရရှိလာကစာရေးဆရာဝင်းဦးဖြစ်ကြေကြာလာခဲ့သည်။ ဝင်းဦးနဲ့ရုပ်ရှင်မင်းသားရုပ်ရှင်မင်းသားဖြစ်လာခြင်းမှာမင်းသမီးကြီးတင်တယ်မူဒေစီကျော်ဝင်း၏အမိကြောင့်ဟုပင်ပြောရပေမည်။ဝင်းဦးမင်းသားဖြစ်ရန်တင်တယ်မူ၏စွန်းစားကန်းဒီကအသေးရစရာကောင်းလာပေသည်။သူပိုင်သောရန်ကုန်မြို့ကြောင်မြောင်ရရှိအင်းဝါလမ်းမှအင်ကိုပေါင်ကငွေဆိုင်ထုတ်ပေးခဲ့သည်။ဤမြတ်သည့်ဝင်းဦး၏အရေးသွေးကိုယုံကြည်ခဲ့သူဖြစ်သည်။တင်တယ်မူ၏ဝင်းဦးပေါ်ယုံကြည်စိတ်ချမှုပင်ဖြစ်သည်။ရှူမွာမဂဇင်း၌ဝင်းဦးရေးသားခဲ့သောနှစ်ယောက်ထဲနေခြင်းနှင့်ဝတ္ထုရှိကိုဒရိုက်တာဦးတေယူက ြဇော်ဖလင်ချာ၌တာဝန်ယူရိုက်ကူးပေးနေစဉ်တွင်ဒရိုက်တာမင်းရှင်တော်ကကြည်ဆိုခင်းသန်းသူတို့နဲ့ဝင်းဦးကိုတွေ့ဖက်၍ချစ်တော်သူတယောက်စကားအားအမြန်ရိုက်ပြီးဒရိုက်တာဥတည်ယူထက်ဦးအောင်ယုံတင်လိုက်ကပထမဆုံးဝင်းဦးရိုက်သောနှစ်ယောက်ထဲနေကျင်တဲ့စကားမှာဒုတိယယုံတင်ပြသသောကားဖြစ်သွားရလေသည် တခစ်မှာတယောက် သို့သောပထမဆုံးယုံတင်၍ဒုတိယရိုက်တော်ကချစ်တော်သူတယောက်မှမအောင်မြင်ပဲပထမဆုံးရိုက်တော်လည်းဒုတိယယုံတင်တော်ကနှစ်ယောက်ထဲနေခြင်းထဲမှာလူကြိုက်များပြီးအောင်မြင်ခဲ့လေသည်။သူသည်ဇက်ကားတကားနဲ့ရုပ်ရှင်ကြီးပရိသတ်၏အချစ်တော်ဖြစ်ခံယူနိုင်ခဲ့သည်။မိကောင်ပေါက်ကလေးတို့၏ပါဇက်ဖြားတွင်ဝင်းဦးဝင်းဦးဟုရေရွရလောက်အောင်အောင်မြင်ခဲ့သည်မှာကြော်ကြားခဲ့သည်မှာမိဘုံဝဲတခြင်းကြောင့်ပဲဖြစ်သည်။ထို့တစ်ချက်မှာတီဆိုဟန်စမ်းသည့်သည့်ပြင်ဝင်းဦး၏တည်ဥဆောင်မှုနှင့်ဝင်းဦး၏အဆိုပညာပိုင် င်နိုင်စွာတည်ဆိုပြီးတောင်းတင်းသောခန္ဓာကိုယ်နှင့်အယံမောင်းပေါ်တွင် sport ရဲ့အင်ကြီးလက်ချက်ဘောင်းမီရှေဝေ၍မိအောင်ပေါကလေးများကိုဖမ်းဆနိုင်ခဲ့သည့်ထိုခေတ်ထိုအခါကဝင်းဦးဤတည်ုပ်ဆောင်မှုများပင်ဖြစ်သည်ထိုအချိန်ကဝင်းဦးခန္ဓာကိုယ်အချိုးအစားမှာလက်မောင်း၁၄လက်မှ ရင်းအုပ်40လက်မှခါ29လက်မှအရက်9ပေ10လက်မှကိုလေးချိန်152ပေါင်ဖြစ်သည်ဝင်းဦးသည် ရွှေညမောင်ရုပ်ရှင်စောင်းတညဝဲဝဝဝင်းရွှေမြေစုရုပ်ရှင် မုံတလေပြုံးတလေဖြာပုံမဲ့တနေစံပရိဒါရုပ်ရှင်စံជីជីသေး ရွှေနှင်းများရုပ်ရှင် မေသစ္စာជីជីသေးနှင့်ဆက်လက်ရိုက်ကူးခဲ့ပြီးထူးခြားသောဇာကားများမှာနှစ်ယောက်ထဲနေခြင်းနဲ့တင်နေမှုမောင်နှုတ်ချယ်ရီမြေခင်သန်းတို့မုံတလဲပြုံးတလဲတင်နေအေးပတောက်ရိတ်ဝဲနှင်းစီချက်သောမောင်တီတီတပွင့်နဲ့ပံမဲជីជីသေးမုံမာနိုင်တင်နေမှုတီတီဝဝဝင်းရွှေညီညီလွင်ဝဝဝင်းရွှေတိကြစီတက်တဲ့ညွန်ဝဝဝင်းရွှေခင်သန်းတို့စောင်းအိမ်မတင်နေအေးမောင်မောင်နဲ့တင်ကြီးဆန်ရှားတဲ့ တိန်လွာမှုမှုလွင်မြင့်မြက်ခင်မိဘယ်ပြေးမလဲမိချိုတဲ့ဆန္နာမောင်ချစ်တော်ချစ်စပဲအတွေ့တာဆန္နာလင်းကလေးတယောက်ဆောင်မှုန်ရွှေခင်နန်းတို့ကြောက်မဲ့ခြင်းသာခင်နန်းတို့ဂျင်းသွေးရင်နဲ့ဝဝဝင်းရွှေချစ်တဲ့ကြည်စိုးဝဝဝင်းရွှေနှင်းပြောက်တဲ့နှွေတင်နေတေဦးလေးပြီမောင်ကိုစေခင်နန်းတို့သူကိုလေးဂျင်းနေဝင်းခင်နန်းတို့မုံမာတဲ့မောင်ကိုမြင့်မြက်ခင် တက်တံဘောကလူတယောက်ဆန္နာလင်းကလေးတယောက်ဆောင်နဲ့နှင်းသမီးလုံးဝမှာပါချစ်သူရွေးပဲချစ်ဝဲလေမြင့်မြင့်ခင်ဆန္နာတင်းတင်းွဲ့ဒကြောနှကြောတေးကိုဒီတင်းတင်းမြချိုပြုံးကြီးစားသမျှခင်သန်းတို့ ဝေဒီဟာခင်သန်းတို့ဘိမတရဝေလူဝေလိုင်းဇာပေါ်မှာတို့ဖြစ်သည်ဝေဥသည်ဂိတပတ်၌လဲထူကျွန်ခဲ့လေသည်ခေပေါ်တချင်းများသာမကတချင်းကြီးတချင်းခံများစွာကိုလဲပိုင်နိုင်စွာတည်ဆိုနိုင်ခဲ့သည်ဝေဥတည်ဆိုအောင်မြင်ခဲ့သောတချင်းများမှာများပြားလာပေသည်ဝေဥ၏တေးများကိုဖော်ပြရသောစာအုပ်တအုပ်များဖြင့်ပြုစုရပေလိမ့်မည် ပထမဆုံးတည်ဆူခဲ့သည့်တစ်ချက်မှာချစ်တော်သူတယောက်ဇာကားအတွက်ဆိုသောတီလီငတ်ဖြစ်သည်။ရှုဝမောင်ဆွတင်ရေးသားခဲ့သည့်ကြပြာကိုတချင်းဖြင့်ဖန်တီးတည်ဆူခဲ့သည်။ဇဘူးတလူတူလူလူ ဝေဟုသည်တာမန်ရုပ်ရှင်မင်းသားမဟုတ်စာရေးဆရာစံညွှန်းရေးဆရာဒရိုက်တာအဆိုတော်စာနာရုပ်ရှင်နဲ့စာနာမဂ္ဂဇင်းကိုထုတ်လုပ်သူဖြစ်ပြီးကိဝွန်တက်ပြားကုမ္ပဏီကိုလည်းတည်ထောင်၍တက်ပြားများထုတ်ခြင်းနဲ့စာအုပ်များကိုလည်းဖြန့်ဖြူးထုတ်လုပ်ခဲ့သည်ဝေဟု၏တခြင်းစာများမှာကိဝွန်စာပေမှထုတ်သောတခြင်းစာအုပ်ဖြစ်သည် ကေဝန်စာပေမှာဝင်းဦးစာဆောင်နှစ်လတကြိမ်ထုတ်နေမျော်လင့်ကိုတန်တရားဝဲနှစ်ချက်တန်လုံးငင်းဝတ္ထုကိုထုတ်လုပ်ခဲ့သည်ဝင်းဦးရေးသားခဲ့သောဝတ္ထုစာစုစည်းရဲများကိုတိကျဖော်ပြပေးမှသာရနိုင်ပေလိမ့်မည်အလင်းသင်လျင်ဆက်လက်ဖော်ပြပေးပါမည်ကနဝေမေသားကြီးဝင်းဦးသည်1988ခုနှစ်တွင်မကြမ်းမာ၍ပြည်ထိုင်နိုင်ငံလန်ဒန်မြို့သို့တောရောက်ကာစေကူသခံယူခဲ့တော်လဲထိုနှစ်ဒီဇင်ဘာ14ရက်နေ့တွင်ရန်ကုန်မြို့၌ကွယ်လွန်ခဲ့ရှာသည် ဝေဟုကွယ်လွန်ခြင်း88အရေးခဲနဲ့ကြုံကြိုက်နေ၍တချို့မသိရှိကြသည်မှာကြေကွဲပွဲကောင်းလာပါသည်ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့ရဲ့ကွန်တာကာတွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်